ဘာစီလိုနာအသင်းဟာကြာတာရီနီညကကစားခဲ့တဲ့လာလီဂါပွဲစဉ်မှာအက်စပန်ညိုအသင်းကိုအနိုင်ရပြီးတဲ့နောက်ပြိုင်ပွဲပြီးဆုံးဖို့နှစ်ပွဲအလိုမှာပဲလာလီဂါချန်ပီယံဆုကိုစွခိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာမေလ15ရက်နေ့ညကကစားခဲ့တဲ့လာလီဂါပွဲစဉ်36မှာကက်တလန်ဒါဘီပြိုင်ပတ်အက်စပန်ညိုအသင်းကိုအဝေးကွင်းမှာနှစ်ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့ပြီးအနိုင်ဂိုးတွေကိုတော့53မိနစ်မှာယမာနဲ့65မိနစ်မှာဖာမင်လိုပက်စ်တို့ကသွင်းယူခဲ့တာပါ။ ဘာစီလိုနာအသင်းဟာဒီနိုင်ပွဲကြောင့်လာလီဂါပွဲစဉ်36အပြီးမှာရမှတ်85မှတ်အထိရရှိခဲ့ပြီးပြိုင်ပွဲပြီးဆုံးမှုနှစ်ပွဲအလိုမှာပဲဒုတိယနေရာကရီယယ်မက်ဒရစ်အသင်း88မှတ်ကို9မှတ်အထိဖျက်နိုင်ခဲ့တာကြောင့်လာလီဂါချန်ပီယံအဆုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်ဘာစီလိုနာအသင်းအနေနဲ့လာလီဂါချန်ပီယံအဆုကို28ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီးပြိုင်ပွဲသမိုင်းတစ်လျှောက်အကောင်းဆုံးအသင်းဖြစ်တဲ့ရီယယ်မက်ဒရစ်အသင်း36ကြိမ်နဲ့တော့8ကြိမ်ကွာဟနေသေးတာပါ ။ဘာစီလိုနာအသင်းဟာဒီရာဒီမှာလာလီဂါချန်ပီယံဆုအပြင်စပိန်ပြည်ရဲ့ဖလားနဲ့စပိန်စူပါဖလားတို့ကိုလည်းရယူနိုင်ခဲ့တာကြောင့်ဒီရာဒီအတွင်းဖလားသုံးလုံးရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာဒီရာဒီချန်ပီယံလိပြိုင်ပွဲမှာလည်းဆီမီဖိုင်နယ်အထိတက်ရောက်ခဲ့ပြီးအင်တာမီလန်အသင်းကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ဒီရာဒီမှာဘာစီလိုနာအသင်းအတွက်တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ယမားနဲ့ရာဖီညာတို့အထူးခြေစွမ်းပြခဲ့ကြပြီးသူတို့ဟာ2025ဘလွန်ဒီယောဆုအတွက်လည်းရေပန်းစားနေတာဖြစ်ပါတယ်။